ဒါလုံးဝမတရားဘူးဗျာနော်တမတကက်ဗာပြီလုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပဖို့လုပ်နေကြတဲ့အချိန်နော်တရားမဝင်နဲ့ငါတို့ရဲ့ဘဝတွေတရားဝင်ဖြစ်အောင်လုပ်ပါမယ်ဆိုမှအခုတော့ဗာဖြစ်တယ်တန်မတ်ကြီးဥကြုံမုံထုံးကတခါထပ်ပြီးတော့သူ့ကိုအတီးပြုတ်တယ်ဟာစူးစားလာခဲ့တဲ့မှာငါတို့အဖအတမအာနာစသိန်းတဲ့ကလူရဝင်မလားလို့ကုလသမဂ္ဂမှာတစ်နှစ်သွားပြီးတော့ခွေးကလေးလေးမေးတင် နော်ကျွန်တော်တို့လူကိုတိမှန်ပြုပေးပါပြောလိုက်ကုလသမဂ္ဂကစောက်ဖက်မလုပ်ပဲနော်သူတို့ပြည်သူ့ဘက်ကိုရက်တည်တဲ့ဥကြုံမုံထုံရွေးချယ်လိုက်အခုလည်းတခါဥကြုံမုံထုံဖြစ်ဖို့ဂျိန်းနေတော်ပြီတဲ့ဟာဒီကြားထဲမှာဆိုးတာကပါဣရုဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဒိမတ်နဲ့ဖင်လန်ကအမ်ဖင်လန်နိုင်ငံမှာရှိတဲ့ကိုမောင်မောင်တို့ဘာလို့ကဒါလှုပ်လာတာမသိဘူးဗျာနော်မြန်မာပြည်မှာတန်ယုံပိတ်ပြီတဲ့ဟာဒါလူရမဝင်ဟာတသက်လူရမသွင်းတာစဉ်းစားကြည့်ပြီ ဘယ်ဘလောက်လူပေါင်းကလဲစဉ်းစားကြည့်တို့ကတန်ရုံပိတ်တယ်ဆိုတော့ဘာတယ်ငါတို့အဘမင်းအောင်နိုင်ကိုဘယ်စောက်ဖက်မလုပ်တာလားဟုတ်လားဘယ်စောက်ဖက်လုပ်မလဲဟမ်လူရမမဝင်တဲ့ဟာကြီးကိုမအေလိုမင်းအောင်ပိုင်မှာဆိုမှဘယ်လိုလိုစောက်ဖက်လုပ်လို့ရမလဲဟုတ်တယ်မလားမအေလိုကိုစောက်ဖက်တော့ဘာဖြစ်ကုန်မလဲအဲအဲ့ဒါပဲနော်ဘလောက်ပဲညံ့ညာသိလားမလွဲတာလို့နိုင်ငံရေးအရာလက်ခံရင်လားလက်ခံမယ်နောက်ဆုံးအစ်စ်ကျွန်တော်ပြောတာဒီမအေလိုမင်းအောင်နိုင်ရဲ့ရုံမှမှုအားလုံးကိုကဘာကြီးကတိတယ် တနေ့တနေ့ပြည်သူကိုဘုံကျဲတက်ဖြတ်နေတယ်ဒီအတုရောင်ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ဖို့ဘာဖြစ်လဲမင်းကြီးမောင်မိကောင်မှာခေါင်းစဉ်လေးတင်ထားပြောရကျွန်တော်နားမထောင်ကြည့်ပါဘူးနားထောင်တဲ့ဒီလူတွေစကားဟိုတုံးွက်တစ်ခွက်ချင်းဟမ်အိုးကျမ်းဖို့စကားလေးနဲ့စားကျွင်းတဲ့အကျန်လီးမမှန်ဆိုတဲ့လူပဲနော်ကတော့ပါအကြည့်ရလူဘောက်ဆိုတော့တခါကျရင်ကျွန်တော်လည်းဟိုတတိလွတ်တယ်ဗျာအဲ့ဒါလေးတော့ခွင့်လို့ပေးပါကိုယ့်အကိုပြောရင်းပြောရင်းနဲ့တခါကျရင်ဖုန်းဗီဒီယိုကောတွေမက်ဆေ့ချာတွေခေါ်လာတယ်အတားရေးကိုစီရေးတားတတိနေကြည့်နေကြပါတယ်နော်ဆိုပြီးတွင်းက နော်ဦးတော်တော်ကိုကိုမမလေးအဲပြပအမေရိကန်တို့ဟာမျိုးမနေရတဲ့တယောက်နော်ကြည့်တယ်တဲ့ကျွန်တော်တို့အများအပေးပါတယ်တဲ့နော်အဲ့ဒီကိုကဒေါ်လာ3000လှူတယ်နော်အဲ့ဒီအကိုဆိုရင်သူကမြန်မာပြည်ဘွားတရုတ်နယ်တာဒါပေမဲ့ကိုကိုဗမာလိုပဲနာမည်ခံတယ်တဲ့ဘာလူမျိုးလဲဗမာလိုပဲနာမည်ခံတယ်ကိုနိုင်ငံကိုပဲချစ်တယ်ကိုနိုင်ငံမှာနေခြင်းတယ်ဒါပေမဲ့လို့ကျွန်တော်တို့တရုတ်တွေဆိုရင်နိုင်ငံရေးနဲ့ပတ်သက်လို့အရန်ကြောက်တယ်တဲ့နော်နေဝင်းတစ်ဖက်ကတတ်သွားလို့ပေါ့အဲ့တော့ ိုတခါကြာလို့ရှင်အဲ့ဒါလေးတော့ကျွန်တော်ခွင့်လွတ်ကြပါစိတ်ပါဝိုင်းရင်ကျွန်တော်ဒေါ်လာတခါကြာရင်ဒေါ်လာထွက်တယ်ပြကျွန်တော်အခုတော်လိုင်းစကားစားကျွန်တော်တိတ်မစဲဘူးအခုနောက်ပိုင်းလေတခါကြာရင်ဒီဂျင်းထဲမှာခန်းတာတွေကဟိုမြိုင်စဲမိတယ်အဲ့ဒီအတွက်ရိုင်းတာရှိရင်ကျွန်တော်ဝနာမိတောင်းပန်ပါတယ်လို့နော်အဲ့တော့အခုတမမင်းအောင်လှိုင်ကလူရဝင်လားမဝင်လားဆိုတာကိုပြောပြပါမယ်အဲ့ဒါပါလေနိုင်ငံတစ်ခုမှာလူရဝင်ဖို့အတွက်နံပါတ်1ပြည်တွင်းထောက်ခံမှုပြည်ပထောက်ခံမှုလိုပါတယ် လက်ရှိမင်းအောင်လှိုင်ရ2021အာနာတိန်းတဲ့ကနေဒီနေ့ချိန်ထိသူဟာအာနာကိုရယူဖို့ကြိုးစားတယ်သူ့ကိုလူတွေအတိအမှတ်ပြုဖို့ကြိုးစားတယ်အဲ့ဒါလို့ကြိုးစားတဲ့နေရာမှာရင်ကျင်းတိမ်မွေးတဲ့နီးလန်းနဲ့ကြိုးစားတာမဟုတ်ပဲနဲ့ပြည်တွင်းမှာပြည်သူကိုတတ်ဖြတ်ပြီးတော့လုပ်ပြတယ်အကြောက်တရားတွေနဲ့ခြောက်ချောင်းအောင်ပြည်သူကိုလုံနိုင်ပေမဲ့ပြည်သူလက်ထဲမှာတနတ်ရှိတဲ့ဒေသတွေမှာတော့သူတို့ဘာမှမလုပ်နိုင်ဘူးအဲ့တော့ပြည်ပနိုင်ငံတကာကိုကြည့်လိုက်မယ်ဆိုရင် ဥရောပတမကဣရူအပါဝင်အမေရိကန်တို့နော်ဒီအင်္ဂလန်တို့စတဲ့နိုင်ငံအားလုံးဟာမင်းအောင်နိုင်ကိုလုံးဝအတိမတ်မပြုလက်မခံပါဘူးအဲ့ဒီအတွက်လဲအတိမတ်ပြုဖို့အတွက်လော်ဘီကုမ္ပဏီတွေငှားရတယ်လော်ဘီကုမ္ပဏီငှားရတယ်ဆိုတာကြော်အစိုးရတို့ကြော်မျိုးမင်းတို့လိုမျိုးငှားချက်ပေးတထောင်ပေးမြေခွက်လေးတစ်ခွက်ပေးလို့မရဘူးနော်အဟမ်းပြည်တွင်းနဲ့အဲ့ဒီကြော်စိုးဘူးလို့ကြော်မျိုးမင်းတို့ဆိုတော့ဒါလော်ဘီအစ်စင်မဟုတ်အရိုးကိုက်အစ်စင်ပဲရှိတယ်ဒီကောင်တွေမှာလော်ဘီဆိုတော့အရင်ချင်းတော့မရှိဘူး ဒါပေမဲ့အဲ့ဒီကောင်ကြီးကျတော့မြေခွက်လေးတစ်ခွက်ပေးလိုက်ကြီနူးနေတယ်ဟမ်အဲ့လိုမျိုးဟိုအဲ့အယိုးလို့တော့ပြောလို့မရဘူးဗျအဲ့လောက်လေးပေးလိုက်တော့ကြီနူးတယ်ဒါပေမဲ့နိုင်ငံခြားလော်ဘီကုမ္ပဏီငှားတယ်ဆိုတာကအဲ့လောက်အဆင်နဲ့မရဘူးဒေါ်လာကိုတန်းနဲ့ချီပေးရတာပါအဲ့ဒီအတွက်ဒီဒေါ်လာတန်းနဲ့ချီတဲ့ငွေတီကျူကျူလဖာလိုက်ခံပြီးတော့စုထားတဲ့ငွေလားမဟုတ်ဘူးတိုင်းပြည်ရဲ့ဗန်တန်ငွေဒီတိုင်းပြည်အာဏာရဖို့အတွက်တိုင်းပြည်ရဲ့ဗန်တန်ငွေကိုလော်ဘီကုမ္ပဏီငှားတယ်အမေရိကန်အတိမတ်ပြုလက်ခံတာအဲ့တော့ ါဒါသူတို့လည်းသူတို့နီးသလိုဟန်လုပ်နေတာပဲဒါပေမဲ့ကဘာကြီးကလည်းသူတို့လက်ခံတာလက်မခံဘူးအာဆီယံလက်ခံတာလက်မခံဘူးဒါအခုလက်ရှိစစ်ခေါင်းဆောင်အဆက်ဆက်ကိုအားပေးလာတဲ့အထဲမှာအာဆီယံပြီးတရုတ်ရုရှားပေါ့ဟုတ်လားဒီနေ့ခေတ်ထဲမင်းအောင်နိုင်ကိုတော်တော်များများပြုထားတဲ့မှာတရုတ်နဲ့ရုရှားပါတယ်ဒါအာဆီယံတော့အခြေအနေကြည့်နေတယ်အဲနိုင်မင်းကိုလောင်းမဲ့ပုံစံမျိုးပေါ့အဲ့တော့တရုတ်နဲ့ရုရှားကမင်းအောင်နိုင်ကိုထောက်ခံထားတယ်ဆိုပေမဲ့မင်းအောင်နိုင်ကိုတရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့တည်မြဲအစိုးရပါအာဏာပိုင်ခေါင်းဆောင်ပါအစိုးရခေါင်းဆောင်ပါလို့တတ်မှတ်တာလားစစ်တပ်တစ်ခုရဲ့စစ်ခေါင်းဆောင်ဖြစ်နေမှာတတ်မှတ်တာနော်အဲ့ဒါလေးကိုပေါ်မှနေကျွန်တော်ခဏခဏမေးပါတယ်ဘာလို့မှမပြောရဲဘူးတရုတ်နိုင်ငံကမင်းအောင်လှိုင်ကိုနိုင်ငံတရားဝင်အစိုးရဖြစ်အတိမတ်ပြုတ်ပေးလားပြုတ်ပေးတာရှိလားမရှိဘူးနော်ထောက်ခံပေမဲ့အစိုးရလို့အတိမတ်မပြုတ်ပေးဘူးဒါဆိုရုရှားနိုင်ငံရောရုရှားမင်းအောင်လှိုင်က တရားဝင်မြန်မာနိုင်ငံမင်းအောင်နိုင်ခေါင်းဆောင်နဲ့အခုဆိုရင်အဲဟိုနေ့ဗါတယ်နတ်ဆာကပြောင်းတယ်ဗါသူတို့ပြောင်းတာဗာမအဲအဲ့ဒါနော်စကမစကမကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့အတိမပြုတ်ပေးတာမပြုတ်ပေးပါဘူးဟုတ်တယ်မလားအဲ့တော့မင်းအောင်နိုင်ရဲ့ဘဝကဘယ်ဘဝတရားမဝင်កောင်းကြီးဘဝဖြစ်နေတာဟမ်ဟမ်ဒီကောင်ဘလက်ဝတ်တောက်ကြီးဟမ်ဝတ်တောက်ကြီးအဲ့ဒီငမဲလုံးလို့ဘာလို့อ่ะအဲ့ဒါဝတ်တောက်တွေ အဲစောက်ရှက်ဝစ်တောက်ဆိုတာအဲ့ဒါကိုပြောတာငမဲလုံးဆိုဗားတယ်အော်တိုစောက်ရှက်ဝစ်တောက်အရှိကအော်တိုပါလေးတယ်ဗားလာလာစောက်ရှက်ကိုမရှိတာအဲ့တော့အော်တိုစောက်ရှက်ဝစ်တောက်ငမဲလုံးဟာတီတီအက်ကမဟာလို့ဗားအက်ခတပါမလို့ဘူးနော်အော်တိုစောက်ရှက်ဝစ်တောက်ငမဲလုံးတိလားအရှိကိုမရှိတာအာနာရဖို့အတွက် အာနာယူဖို့အတွက်တိုင်းပြည်ကဘာချပေးရမလဲတိုင်းပြည်ကိုဘယ်လိုချနေရမလဲဒီကောင်ကောင်းတော့အမျက်ရှိတယ်အဲ့တော့အခုကုလတမကမှလည်းဒီလိုပဲဒီကောင်တွေလူရဝင်ဖို့အတွက်သူတို့ရဲ့ကိုယ်စလဲကိုဥကြုံမိုးထွန်းထိုင်ကုန်ကိုလူဖို့အတွက်နှစ်တိုင်းစူးစမ်းပါတယ် နီလန်းပေါင်းစုံနဲ့ကြိုးစားတယ်ဒါပေမဲ့ကုလတမကကဒီနေ့ချိန်ထိကျွန်တော်ပြည်သူကိုကိုစားပြုတ်တဲ့တာမတ်ကြီးဥကြုံမိုးထွန်းကိုပဲလက်ခံတာဖြစ်တဲ့အတွက်ဒါဟာအင်မတန်ကျေးဇူးတင်ဖို့ကောင်းပါတယ်။ဘာဖြစ်လို့လဲပြည်သူ့ရဲ့အတန်ကိုလောက်လုတ်ပေးသည်မလုတ်ပေးသည်ခဏထားလိုက်နိုင်ငံတကာအကူအညီဒီမကူညီဒီခဏထားလိုက်လောလောဆယ်တော့ပြည်သူ့အတန်ကိုကဘာကကြားအောင်ကုလတမကဆင်မြင့်ပေါ်မှာပြည်သူ့ကိုယ်စားလှယ်ဥကြုံမိုးထွန်းပြောခွင့်ရှိတယ်။ဒါဟာကျွန်တော်တို့ရဲ့အောင်နိုင်မှုပဲ။ နော်အဲ့ဒါအဲ့တော့ကျွန်တော်တို့ညီညွတ်စွာစီးဆုံးစွာနဲ့ဝိုင်းလုံးကြမယ်ဆိုတာဒါကိုပြောတာတချို့တလေကမင်းတို့က IMG အောက်ဆွဲလို့ကျွန်တော် IMG လည်းအောက်မဆွဲပါဘူးနော်ဘဒုအောက်ကိုမဆွဲစရာအကြောင်းမရှိဘူးဒါပေမဲ့ဒီအစိုးဒီတော်လန်ရင်းကာလမှာကျွန်တော်တို့ကတစ်ဖက်ကအစိုးရပုံစံနဲ့တွားနေတာဖြစ်တဲ့တော့တရားဝင်မဝင်တဲ့ကောင်တွေကသူတို့သူတို့အစိုးရပါလို့ကြီးညာပြီးတော့အစိုးရပုံစံနဲ့တရားဝင်မှုရအောင်လုပ်ဖို့လုပ်နေတဲ့ကာလမှာကျွန်တော်တို့ကမင်းရဲ့ရက်ခိုင်မင်းရဲ့ဗမာမင်းရဲ့မော်မင်းရဲ့ကရင်မင်းရဲ့ချင်းစတဲ့ဖြင့်ခွဲခြားပြီးတော့ နေလို့မရပါဘူးကျွန်တော်တို့ဘက်မှာလည်းငါတို့လည်းညီညီညာညာအားလုံးညီညွတ်တယ်ငါတို့မှလည်းအစိုးရရှိပါတယ်ဒါငါတို့ရဲ့အစိုးရပါငါတို့ဒီအစိုးရကနေဥဆောင်ပြီးတော့ဒီမိုကရေစီဖော်ဆောင်မှာပါငါတို့အင်အားစုတွေဒီလိုညီညီညာရှိပါတယ်ဆိုတာကိုလည်းကဘာအောင်ပြဖို့လိုအပ်တယ်အဲ့တော့အဲ့ဒီနေရာမှာအဲ့ပြမဲ့အစိုးရနေရာမှာ NUG မှပြောတာမဟုတ်ဘူးလောလောဆယ်လူထုထောက်ခံမှုအကောင်းဆုံးအစိုးရဒီပဲဖွဲ့ကရင်မှလည်းအစိုးရရှိတာပဲကရင်အစိုးရရှိတယ်ရခိုင်မှလည်းအစိုးရရှိတာပဲချင်းမှမရှိရှိတယ် အဲ့တော့အစိုးရတွေလူမျိုးစုတိုင်းမှာရှိကြတယ်ဒါပေမဲ့အဲ့ဒီအစိုးရတွေအယူကြီးလက်အစိုးရတရက်ပေါ့ဟုတ်တယ်အတူတူပဲအားလုံးကတော်လိုင်းအစိုးရတွေပဲကျွန်တော်တို့ကဒါပေမဲ့တော်လိုင်းအစိုးရတွေမှာဘယ်သူကထောက်ခံမှုအားအကောင်းဆုံးလဲနိုင်ငံတကာနဲ့ဆက်ဆံမှုအားအကောင်းဆုံးကျွန်တော်ကြည့်ရတယ်အဲ့ဒီအားအကောင်းဆုံးကျွန်တော်ဒီကာလမှာရွေးချယ်ပြီးအရှိတ်ကားမယ်အဲ့ဒီအစိုးရဒီကာလပဲသူ့မှာလောက်ဖွင့်ရှိတာနော်တော်လိုင်းအောင်မြင်ဝါးတာနဲ့သူနဲ့နေနဲ့မဆိုင်တော့ဘူးကွာအဲ့ဒီပုံစံမျိုးအဲ့တော့ဒါကိုကျွန်တော်တို့ကတဘောပေါက်ဖို့လိုတယ် မတိအယုန်ကြီးကဗမာပိုင်နဲ့အစိုးရတက်တက်လုံးမဲ့အယုန်ကြီးကအစိုးရတက်လုံးကမမရဘူးအဲ့လိုလုပ်နေဗမာတွေလည်းမခံဘူးမယုံကြည်လိုက်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအလွန်ကာလမှာဘယ်သူမှဘယ်သူပေါ်လူဘာဝတဲ့အရာကိုပြည်သူကလက်မခံကြင်တော့တာငါဗမာဖြစ်နေလို့ငါရခိုင်ဖြစ်နေလို့ငါမွန်ဖြစ်နေလို့ငါတို့ပဲတာစီဆိုတဲ့လောက်ရမျိုးကိုဘယ်သူမှလက်ခံမှာမဟုတ်ဘူးဘယ်သူမှမသားပဲညီညွတ်ညွတ်နဲ့ဒန်းတို့ညီမျှနဲ့အခွင့်အရေးတွေရဖို့အတွက်ကျွန်တော်ရှစ်ဆက်ကအဲ့တော့ ကျွန်တော်တို့ဒီတော်လှန်ရေးကာလကိုမစိုးရိမ်နဲ့ခမားတို့စိုးရိမ်ရမှာဒီတော်လှန်ရေးကာလမှာကြိုက်တဲ့အစိုးရတော့အဲ့အစိုးရအလုံးလုံးပြီးတော့ तू ကအပင်မခံမှာအဲ့တော်လှန်ရေးအလွန်ကာလမှာကျွန်တော်တို့ဗာဖွဲ့စည်းပုံအခြေခံဥပဒေလိုပြီးပြီးနေဖက်ဒရယ်ယူနစ်တွေလာပြီးဟောတော့ပြီးနေပြီးနေအစိုးရဗဟိုအစိုးရပြီးနေအစိုးရနဲ့တကယ်ဒီမိုကရေစီအစ်စ်ဆိုရင်တော့ဒါဗဟိုဆိုတဲ့ဟာမျိုးကမရှိတော့ဘူးဒါပေမဲ့လို့ကျွန်တော်တို့ထိန်းကျောင်းမှုနဲ့နိုင်ငံပြိုကွဲမှာဆိုတဲ့ဗဟိုအစိုးရဆိုတော့ပုံဖော်ပြီးတော့အမေရိကန်အပါအဝင်ဒီမိုစီတိုင်းပြည်တွေမှာဒါ ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့ဟို train နေတဲ့တဘောပေါ့အဲ့တော့အဲ့ဒီကာလအရေးကြီးတယ်အဲ့ဒီကာလအရေးကြီးတယ်ဆိုတာဒီဘ ਹੁ အစိုးရနဲ့ပြည်နယ်အစိုးရဘလို့အာဏာတွေခွဲပြီးအုပ်ချုပ်ပြီးတော့ဘလို့လှုပ်ထားမလဲအဲ့ဒီကာလအတွက်အဲ့ဒီခြေကဥပဒေတွေပြဋ္ဌာန်းမှုဟာဝတာခင်ဗျားတို့အိုင်ဝန်ဆိုင်အဲ့ဒါအရေးကြီးဆိုအဲ့ဒါတသက်လုံးသွားမှာအခုလက်ရှိတော်လိုင်းကာလမှာကြိုက်တဲ့ကောင်တက်လာပါစေဘယ်အစိုးရပဲတက်တက်ကျွန်တော်ကဝိုင်းထောက်ခံပေးရမှာအဲ့ဒီအစိုးရတသက်လုံးသွားမှာမဟုတ်ဘူးတသက်လုံးသွားမှာဒီဒီတော်လိုင်းအလွန်မှာ တက်လာမဲ့အခြေခံဥပဒေအဲ့ဒီအခြေခံဥပဒေတကယ်စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒါကိုအာယုံဆိုင်ကမှကျွန်တော်နိုင်ငံသားတွေကအခုတော့အဲ့လိုမဟုတ်ဘူးအာမင်းတို့အာယုံကြီးကမင်းတို့ဗမာနေတဲ့ကိုစားပြုတာငါတို့တိုင်းသားမဆိုင်အပတွေးလိုက်ခွဲဆိုအဲ့လိုတွေးလိုက်ခွဲလို့ဘာဖြစ်သွားမလဲဘာမေဘူးအာယုံကြီးပြိုကျသွားနေအားလုံးပြိုမှာပဲအဲ့တော့နိုင်ငံတကာရှင်းတယ်မင်းတို့မှအစိုးရတော့မရှိတာမင်းတို့အတိမတ်ပြုအောင်မင်းအောင်တာကောက်ပြီးအတိမတ်ပြုလိုက်ရုံပဲ ဒီတဘောတရားကိုတီးဖို့အတွက်လိုအပ်တယ်လူမျိုးစွဲတွေပုံကိုစွဲတွေဘာသာစွဲတွေကျွန်တော်တို့စွဲနေမယ်ဆိုရင်ဟိတ်တော်နိုင်ဘလို့မနိုင်ဘူးဒါကြောင့်မလို့စီးလုံးရမယ်ညီညွတ်ကြမယ်ဟိတ်လက်ကောင်းဖွဲ့အောင်ဩနေကြတာအလကားမဟုတ်ဘူးเนาะဒါတွေကိုတော်လှန်ရေးဘက်ကလူတွေဆိုတဲ့အဟောင်းတီးဖို့လိုတယ်နောက်တစ်ခုရှိတာကเนาะအလက်ရှိအယုံကြီးမင်းတို့အယုံကြီးကဘာဖြစ်နေညာဖြစ်တယ်မင်းတို့ဘယ်ဟာဆိုတော်လှန်ရေးဘက်ကအဲ့တော့တော်လှန်ရေးဘက်ကကာဘာဖြစ်တဲ့အစိုးရကိုကိုအစိုးရကိုကိုကိုတိုင်ရဆာမကြည်ညိုမလေးစားပဲနဲ့သူများကိုတော့လေးစားခိုင်းလို့မရဘူး ကိုကတော့ငါနဲ့ထိုင်တော့နေရှောင်းနေမင်းတို့ဥကူဥကုံချလိုက်ဆိုတာဒိတ်မရှိလားဟမ်အဲကိုကတော့အိမ်ကြီးကထိုင်ပြီးတော့ငါဟဲ့လူကထိုင်တော့နေတယ်ပြီးတော့ကိုငါနဲ့တောက်တဲ့အရာကိုအနောက်ကကောင်တွေကိုရှောင်းနေမင်းတို့ဥကုံချလိုက်ဆိုတာအနောက်ကောင်တွေဥကုံချမလားအေးအဲ့လားပဲအဲ့တော့ NUG NUG တော်လိုင်းကလာ NUG ကိုမကြိုက်ဘူးလားမကြိုက်ဘဲဘူးဘယ်ဝင်ကြီးဌာနကာကွယ်ဝင်ကြီးဌာနဟာကာကွယ်ဝင်ကြီးဌာနဥယျာဉ်မောကပြော့တယ်ဗျာတို့ဥယျာဉ်မောထဲအားကောင်းတဲ့စစ်ဖို့စစ်နဲ့နိုင်အောင်တိုက်မဲ့ပုံကုန်မျိုးဘဒုဘဒုထွန်းမြတ်နိုင်တယ်ဘဒုကွမ်မော်လာစသဖြင့် တို့ပုံပုံမျိုးလဲပေးပါအပြုတ်တော့ဆောင်ပြီးကျွန်တော်တို့ဝေဖန်တယ်ဆိုတော့အဲ့လိုမျိုးပဲဖြစ်တယ်အဲ့လိုမျိုးမှတာလင်ဒါကျွန်တော်တို့ကအပြုတ်တော့ဆောင်ပြီးတော့ဝေဖန်တာရောက်တာအဲ့လိုမဟုတ်ဘဲနဲ့အာ UNG ဆိုတိန်ကျုံပြီး UNG ကဘုဒ္ဓပြောတာ UNG ကဘုဒ္ဓကိုစားပြုလာတယ်ဒေါက်တာဆက်စားလာနော်ဥဒေါက်တာဆက်လည်းအခြားလုပ်ငန်းတစ်ခုလုပ်နေပြီဒါဆိုဘာဥယျမွန်လာဟမ်ဘုဒ္ဓကိုစားပြုလာတယ် UNG ကအစိုးရကြီးလေးအဲ့တော့ကိုမကြိုက်ဘူးဆိုရင်ဘာတူလဲလုတ်ခွင့်ရင်အခုဟိုပြောင်းပြီးတကောင်ပြောနေတယ်အာ UNG က လူ괴ဒုဝေကြီးသူဘာလုပ်လဲကြည့်လေတူးချင်းတူးချင်းဆိုဘိုင်နေတယ်ကျွန်တော်တို့ကဝေဖန်သွားလို့ရတယ်ဒါမဲ့ဒီနေရာမှာပြိုလဲအောင်လို့တိုက်ခိုက်ဖို့တော့မရဘူးအဲ့ဒီတဘောကိုတိဖို့လို့လေနော်အခုဒီမှာတမ်မကြီးဥကြောမိုးထွန်းပဲကုလတမကမှာကိုယ်စလေအဖြစ်ဆက်လက်ရက်တည်နိုင်မဲ့တည်င်းကို previous ring မှာတင်လာကျွန်တော်ဖတ်ပြပါဦးနော်ကုလတမကဆိုင်ကုလတမကကိုယ်စလေ CC ရေး comedy credential credential comedy ဟာမြန်မာနိုင်ငံ ကိုစားပြုတ်ဝင့်နဲ့ပတ်သက်လို့လက်ရှိအတိုင်းဆက်ထားဖို့80ကြိမ်မြောက်ထွေထွေညီလာခံကို အစီရင်ခံစာတင်သွင်းလိုက်တယ်လို့သိရပါတယ်။ကုလသမဂ္ဂဌာနချုပ်မှမြန်မာနိုင်ငံကိုစားပြုတ်ဝင့်အတွက်လက်ရှိတာမတ်ကြီးဦးကျော်မိုးထွန်းနဲ့အာနာတိတ်စစ်ကောင်စီရဲ့တာမတ်တို့အပြိုင်တင်သွင်းခဲ့ကြပြီး Credential Company ကအပြိုင်တင်သွင်းလာမှုကိုဘယ်လိုမှမဆုံးဖြတ်သေးပဲရွှေ့ဆိုင်ဖို့နဲ့လက်ရှိအတိုင်းဆက်ထားဖို့ကုမ္ပဏီအတွင်းမဲပွဲခြင်းမရှိပဲဆုံးဖြတ်ခဲ့တယ်လို့စီရင်ခံမှာဖော်ပြပါတယ် အဓိပ္ပာယ်ကတော့လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထားရှိဖို့ကော်မတီကအစီရင်ခံခဲ့ပြီးအဲ့ဒီအစီရင်ခံစာကိုအထွေထွေညီလာခံမှာအတည်ပြုမယ်လို့နယူးယောက်မြို့မှာရှိတဲ့မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးတဲ့နီးစပ်သူတရင်းမြစ်က PBS Spring ကိုပြောပါတယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကလည်း Credential Comedy ရဲ့အစီရင်ခံစာဒီကနေ့ထွက်လာပြီးအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေအတည်ပြုဖို့အဆင့်ကျန်ရှိတယ်လို့ PBS Spring ကိုပြောပါတယ် မနေ့ကဆုံးဖြတ်ချက်နဲ့အတူတူပါပဲခမညာလို့တန်မတ်ကြီးကဆက်ပြောပါလေတန်မတ်ကြီးကဆက်ရှိဖို့ကတေချာတော့ပါပဲညီလာခံမာတီပြုဖို့အစ်င့်မဲကြံမယ်လို့သတင်းရင်းကဆိုပါလေအမျိုးသားညီညွတ်ရေးအစိုးရ NUD ဝန်ကြီးချုပ်ယုံပြောရေးဆိုရင်ရှိလို့ဦးနေပုံလက်က Credential Company ရဲ့အစည်းအဝေးထွက်လာကြောင်းအတီမပြုတ်ရသေးဘူးလို့တိရကြောင်း People's Ring ကိုပြောပါလေ UN မှာ မြန်မာပြည်သူတွေကိုကိုစားပြုပြီးတမ်းမကြီးဥကြောမိုးထုံရှိနေခြင်းဟာမြန်မာပြည်သူတွေရဲ့အတန်ကိုကဘာကအမှန်တိုင်းကြားနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်တန်အမတ်ကြီးနေရာမှာလာအစံဖက်စစ်တပ်လောက်ကလူတဦးကိုပြောင်းလဲလက်ခံလိုက်မယ်ဆိုရင်ဒါဟာမြန်မာပြည်သူတွေရဲ့အတန်အစစ်မှန်ကိုလုံးဝပိတ်ချလိုက်ပြီးမှုသားတွေအတွက်နေရာပေးလိုက်လို့ဖြစ်သွားမှာပါဒါကိုကဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေအနေနဲ့သိမြင်နားလည်ပြီးမြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ်အဖြစ်တန်အမတ်ကြီးဥကြောမိုးထုံးကိုဆက်လက်ကိုစားပြုပွင့်ပေးခြင်းကလား မြန်မာပြည်သူတွေရဲ့စံနာနဲ့တစ်ခတ်တည်းကြမှာဖြစ်တယ်လို့ပြောကြပါတယ်ဒီအတိုင်းပဲဖြစ်လာနိုင်တယ်လို့လည်းယုံကြည်ပါတယ်လို့ဦးနေဘုံလက်ကပြောပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းချိန်တည်းကကုလသမဂ္ဂစီမင်းကနေအာဏာသိမ်းမှုကိုရှုံချပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ခဲ့သူတန်အမတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂစီစစ်အဲကုလသမဂ္ဂကိုယ်စားလှယ် CCA ကော်မတီ credential ကော်မတီကပြီးခဲ့တဲ့၄နှစ်ဆက်မှလဲအခုလိုပဲဆုံးဖြတ်အစီရင်ခံခဲ့တာပါ ကော်မတီရဲ့အစီအခံကိုကုလသမဂ္ဂဒုထွေညီလာခံကဆက်လက်အတည်ပြုခဲ့ပါတယ်။တန်အမတ်ကြီးဦးကျော်မိုးတုံးဟာစစ်အာဏာသိမ်းထားတဲ့နိုင်ငံရဲ့ပကတိခြေနေတွေနဲ့မြန်မာပြည်သူတွေခံစားနေရမှုတွေကိုကုလသမဂ္ဂစာမျက်နှာကနေတောက်လျှောက်တင်ပြအစီအခံနေတာလဲတွေ့ရပါတယ်။အဲဒါကတော့ People's Dream မှာပါတဲ့ကုလသမဂ္ဂဦးကျော်မိုးတုံးဟာလက်ရှိဒီစစ်စစ်ရွေးချယ်ရေးကော်မတီကနေကြားတိရတဲ့ဟာနဲ့ပတ်သက်လို့တင်ပြထားတာဖြစ်ပါတယ်။နော် ဥကြောင့်မောထုံးကိုကုလတ္တမခမှာနေရာပေးခြင်းဟာမြမာပြည်သူလူထုကိုစားပြုပေးတာတလုံးဝအမှန်တရားပဲအခုမင်းအောင်လှိုင် အသေးအတန်လိုက်နေတဲ့သူတို့ရဲ့ကိုယ်စလဲကိုကုလတ္တမခမှာနေရာရဖို့လောက်တာဒီမင်းအောင်လှိုင်ရဲ့ကိုယ်စလဲတာကုလတ္တမကနေရာရသွားမယ်ဆိုရင်လက်ရှိပြည်တွင်းမှာပြည်သူတွေကိုဘုံကျဲတယ်စာတင်ရောင်းနေဘုံကျဲတဲ့ဆေးရုံနေဘုံကျဲတဲ့ရွာတွေမီးရှို့တဲ့ပြည်သူတွေမတိန်ကျင်တဲ့တပ်ဖြတ်တဲ့မတရားဖမ်းဆီးတဲ့အတက်မပြည့်တဲ့ကလေးတွေစစ်မှုထမ်းတဲ့ ကြားပြန်လုပ်ငန်းလုပ်တဲ့ဒီ call ခွင်စကန်စင်တာတွေဖွင့်တယ်ဒါတွေအားလုံးဟာ လုံးဝကဘာကိုလိန်ညာပြီးတော့မင်းအောင်လှန်ရဲ့ကိုယ်စလဲကပြောမှာဒါပေမဲ့ဥကြောမိုးထုံးကိုအတိမတ်ပြုထားတဲ့အတွက်လက်ရှိခွင်ကကျွန်တော်ပြောပြသွားတဲ့မင်းအောင်လှန်ရဲ့ယာဇဝင့်မှုတွေလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုဘာတွေလုပ်နေတယ်ဆိုတာကိုကဘာကိုဥကြောမိုးထုံးကတင်ပြခွင့်ရမှာပါနော်အဲ့တော့ဒီလိုအာနာတိန်းထားတဲ့ယာဇဝင့်ကောင်ကိုကဘာကြီးက လက်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာလောက်ညစ်ပတ်ဆုတ်ပဲ့တဲ့ကဘာရှိမှာမဟုတ်ဘူးဒါကြောင့်မလို့ဒါကိုလည်းကဘာကြီးကကောင်းကောင်းတိတယ်တိလို့ပဲဒီနေ့အချိန်ကြီးအချိန်ဆွဲပေးထားတာအဲ့တော့ကျွန်တော်တို့တွေလောက်ကမှာကကဘာကြီးကကူညီကူမကူညီနေကျွန်တော်ကဘာကြီးကကူညီမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အခက်အခဲခက်မှန်မှန်ဖြေရှင်းနိုင်မယ်မကူညီပဲထိုင်ကြည့်နေတာလဲကျွန်တော်တို့ကိုကူညီခြင်းတစ်မျိုးပါပဲအခုလည်းသူတို့ဘက်ကလည်းနိုင်တော့ကူညီနေတယ်အဲ့တော့ကျွန်တော်တို့ကလက်တဲ့အာမကိုပဲနဲ့ကိုကိုတိုင်းညှစ်အားလေးထုတ်ဖို့လိုအပ်တယ် အဲ့ဒီညှင်းအားကဘာလဲဒီတော်လန်ရင်းကဘာဖြစ်လို့မပြီးသေးတာရှင်းပါကျွန်တော်တို့စီးလုံးညီညွတ်မှုတွေအများကြီးလိုပါလေကျွန်တော်တို့တွေဒီထက်စီးလုံးရမယ်ဒီထက်ညီညွတ်ရမယ်ဒီထက်အမျော်အမြင်ကြီးကြီးနဲ့ပူးပေါင်းရမယ်လူမျိုးတစ်ခုတည်းမှနေကျွန်တော်တို့အဖွဲ့တွေနှစ်ဖွဲ့တုံးဖွဲ့ကွဲနေတာလုံးဝမဖြစ်သေးဘူးအဲတခုရှိတယ်နော်အခုကရင်လူမျိုးတွေမှာ BGS စစ်တပ်နဲ့ပေါင်းတယ် KNU တော်လှန်ရေးဘက်ကရက်တယ်ဒါလို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်မပြောလို့ဒါအပြည်သူကကွက်ကွက်ကွင်းကွင်းမြင်ရတယ် ဟုတ်တယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့နှစ်ဖွဲ့သုံးဖွဲ့အာဟိုအင်အားစုတွေဒီဖွဲ့ကလည်းတော်လှန်ရေးပါဒီလူမျိုးလူမျိုးရေးပါဒီဖွဲ့ကလည်းတော်လှန်ရေးပါဒီလူမျိုးလူမျိုးရေးမှာဆိုရင်ကျွန်တော်တို့ကနှစ်ဖွဲ့ကွဲနေတာလုံးဝမဖြစ်သေးဘူးဒါကြောင့်မို့လို့ညီညွတ်ဖို့စီးလုံးဖို့ပူးပေါင်းမှုလှုပ်ဆောင်ကြပါလို့အားလုံးမေတ္တာရက်ခံတောင်းဆိုခြင်းပါလေ local pdf တွေအနေနဲ့လည်းတော်လှန်ရေးငားပြည့်တဲ့ရောက်လာပါပြီခင်ဗျားတို့ local တွေဖြစ်ကိုယ့်ရောကိုယ့်ဒေသမှာတဖွဲ့ကိုတဖွဲ့ကိုရက်တည်နေတဲ့လှုပ်ရတာတော်လှန်ရေးလှုပ်တယ်လို့လုံးဝမမီပါဘူး အခမ်းမတင်လို့ရှိရင်ခင်ဗျားတို့အဲ့ဒီ local တွေထဲမှာမင်းအောင်လိုက်ဖွက်လိုက်တဲ့ local PDF မပေါဘူးလို့ဘယ်လိုအမှတ်ခံနိုင်မလဲမင်းအောင်လိုက်က PDF ကြီးကတင်းထားတဲ့လက်လုတ် တစ်နှစ်တည်းအဲအစတဖြင့်အခုအဲ့တစ်နှစ်တည်းနဲ့ local PDF တစ်ဖွက်ဖွက်လိုက်မယ်ပြီးလို့ရှိရင်အပြတ်အမှောက်လုပ်ငန်းတွေလုပ်မယ်ပြီးလို့ရှိရင် PDF တွေကဘယ်လိုအပြတ်အမှောက်လုပ်ပါလဲဆိုပြီးကဘာကိုဂျင်းထည့်ပြီးလိမ်ညာလာမယ်ဆိုခင်ဗျားတို့ဘယ်လိုတာဝန်ယူမလဲအဲ့ local တွေအနေနဲ့တိဖို့လိုအပ်ပါဒါကြောင့်မို့လို့ခင်ဗျားတို့ local PDF တွေအနေနဲ့အ ਨੇ ဆုံးအစ်ကိုမြို့နယ်မှာ ိုမဟာမိတ်ကိုပြစ်ပြစ်ဆိုတီဆောက်ပါအခုလက်ရှိတော့ဒီမြင်းချံဘက်မှာအဖွဲ့ခုနှစ်ဖွဲ့အလုံးပေါင်းပြီးတော့လော်ကယ်တွေပေါင်းပြီးတော့တပ်ပေါင်းစုတီဆောက်တယ်ဒါမျိုးတွေနေရာတိုင်းမှာဖြစ်ကြမှာတူတဖွဲ့ကိုတဖွဲ့တွေဖြစ်နေတဲ့လောက်ရက်တွေကိုလုံးဝမဖြစ်ကြပါနဲ့တော့ခမားတို့မန်နေမာနတွေထားမှာရန်သူဖြစ်တဲ့စစ်ကောင်စီပေါ်ထားမှာပါရဲဘော်ရဲဘက်တူလဲတော်နိုင်တမငါလဲတော်နိုင်တမဆိုရင်တူအောက်မှာငါရောက်လို့ငါသိက္ခာမကြဘူးငါကုံတက်တယ်လို့တွေးပေးပါ လူတွေကအချင်းချင်းတယောက်နဲ့တယောက်တော့မထိုက်တဲ့ချက်တွေရှိမှာပဲနော်လူတယောက်ကတယောက်ကိုတဖွဲ့ကတဖွဲ့ကိုတရားရာခိုင်နှုန်းကြိုက်လို့ရဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့ကမကောင်းတဲ့အချက်ဘယ်နှချက်ရှိတယ်ကောင်းတဲ့အချက်ဘယ်နှချက်ရှိတယ်နိုင်ရှင်မှာကျွန်တော်တို့မကောင်းတဲ့အချက်တစ်ချက်တည်းနှစ်ချက်တည်းကိုကြည့်ပြီးတော့ကောင်းတဲ့အချက်တွေကိုမေ့ပြစ်လိုက်လို့မရတယ်လို့လက်ရှိစစ်တပ်ကိုကျွန်တော်တို့တော်နာနေတဲ့စစ်သားအလုံးနဲ့ကောင်းတဲ့ချက်တွေရှိတာပဲဒါပေမဲ့မကောင်းတဲ့အချက်ကများနေတယ်လို့ကျွန်တော်တို့တော်နာရတာအဲ့ဒါလိုပဲ local pdf တွေအနေနဲ့ ဖွဲ့ခေါင်းဆောင်နေနေတူဖွဲ့နဲ့ငါဖွဲ့နဲ့ပေါင်းလို့ငါကခေါင်းဆောင်မလို့ကအတွေ့တွေ့မယ်ဆိုတော့ခမရတို့ကအောက်တန်းစားလက်နက်ကင်ပဲဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့ခမရတို့ကိုပြည်သူကပြည်သူတူရဲကောင်းနေလို့တတ်မှတ်ပေးထားတာအလကားတတ်မှတ်ပေးထားတာပုတ်ပါအောင်နော်အနစ်နာခံမှုစွန့်လွတ်မှုခေါင်းဆောင်ကောင်းပိတတ်မှုနော်တိုင်းပြည်အတွက်ပေးဆက်မှုတွေကြောင့်ခမရတို့တူရဲကောင်းလို့တတ်မှတ်ပေးတာခမရတို့လက်နက်ကင်ပြီးစစ်တပ်ကိုပြည့်အောင်နဲ့တူရဲကောင်းမဖြစ်ပါဘူး။အဲ့ဒါအဲ့ဒါအဲ့ဒါအရေးကြီးတဲ့အချက်ပါ။ဒါကိုလက်နက်ကင်ကြီးတိုက်နေတဲ့ကျွန်တော်ရဲဘော်ရဲဘက်အားလုံးကိုတိတိကျကျ လက်နက်ကင်ပြီးတော့စစ်တပ်ကိုပြစ်တိုင်းတူရဲကောင်းမဖြစ်ပါဘူးနော်တူရဲကောင်းတို့ပြည်သူကခမည်းတော်တတ်မှတ်ပေးတာဒီကိုဂျိုးစွန်အနစ်နာခံမှုတိုင်းပြည်အတွက်ပြည်သူအတွက်မမမမရက်တည်မှုနော်ခေါင်းဆောင်ကောင်းစိတ်သက်ရှိမှုခေါင်းဆောင်ကောင်းဆိုတာ PDF ထဲမှာပါတဲ့ရဲဘော်တယောက်ခါလာအဲ့ဒါခေါင်းဆောင်ပဲနော်မင်းတို့မင်းတို့ရဲဘော်လို့မထင်နဲ့အာငါတော့ဒီဒီစကမ်းထဲမှာအငယ်ဆုံးကွာဘာမှရာထူးမရှိဘူးမထင်နဲ့ဘာဖြစ်လို့မင်းတို့ကပြည်သူရဲ့ခေါင်းဆောင်ပြည်သူတွေမင်းတို့တော့မလုံနိုင်လို့မင်းတို့ရဲ့အရှိတ်အလုံးနေတာအဲ့တော့ ်မင်းတို့ရဲ့တပ်ဖွဲ့အဲမှာတာလင်းမင်းဟာအငယ်ဆုံးယာဓုငယ်ဆုံးဖြစ်ရင်ဖြစ်နေပေမဲ့တီတူနဲ့ရှင်လိုက်မင်းတို့ဟာအရှိကကိုဂျိုးစုံမမမမရက်တီတဲ့ခေါင်းဆောင်ကြီးတွေအဲ့ဒီစိတ်ကိုလူတိုင်းကြည့်ဖို့လိုတယ်ဒါကြောင့်မလို့ဒီကာလဟာဆွန့်လွတ်ပိဆက်ကမဲ့ကာလဖြစ်တဲ့အတွက်လုံနိုင်တဲ့နေရာကဝိုင်းလုံကြမယ်တီတူတွေအနေနဲ့ကလည်းကိုနေကကိုစီဘောကိုလုံမယ်ကိုလုံကိုလုံမယ်ကွန်ပျူတာစာဝတ်နေရေးအတွက်ကိုဖန်ပြီးကြမယ်ဒါပေမဲ့ဒီမတရားမှုကိုတော်လှန်နေတဲ့လူတွေအတွက်အုတ်တစ်ချက်တဲတဲ့ဖွင့်နိုင်တဲ့နေရာပါဝင်ကြမယ်ဆိုရင်ငါတို့နိုင်ငံ မလွတ်မြောက်ပါနဲ့လို့ဖိထားတော့မရဘူးတိတ်နေလွတ်မြောက်ပါမယ်။ဒါကြောင့်မလို့လွတ်မြောက်စေခြင်းနဲ့ဒီတိုင်းမျိုးကိုသူများနိုင်ငံသားတွေနီးတူတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းနဲ့ဆိုရင်တော့တတော်တနည်းကဝိုင်းလုတ်ကြပါ။ဝိုင်းလုတ်တဲ့နေရာမှာစီလုံးညီညွတ်မှုကိုအရင်ဝိုင်းလုတ်ကြပါ။စီလုံးဝမ်းမယ်ညီညွတ်ဝမ်းမယ်ဆိုရင်អော်တဲ့တန်တော်တယောက်တည်းဟေးလို့អော်တဲ့တန်နဲ့អုပ်လိုက်ကြီးဟေးလို့អော်တဲ့တန်ဘာကွာလဲ။အဲ့ဒါပဲ။ဒါကြောင့်မလို့ကျွန်တော်တို့ကလက်နက်မရှိတာတွေဘာမြင့်ခဏ အဲ့ဒါတွေကတို့လူဖြည့်ရှင်းတဲ့လူကဖြည့်ရှင်းမယ်ကျွန်တော်တို့လိုအပ်ချက်အဓိကယူရတဲ့ချက်ဒီစီးလုံးမှုနဲ့ညီညွတ်မှုပါ